တော်တရှင်များမင်္ဂလာပါရှင် KK Re for You Channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမက စာဖတ်သူခိုင်းပါဒီနေ့ဖတ်ပြဖို့ပေးပို့ခံထားရတဲ့ဝိထုလေးကစာရေးဆရာမောင်တုံညကျောင်းဆရာရဲ့ရုပ်ဆိုးမှ ဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်။ကျမနဲ့အတူလိုက်ပါခန်းစားရအောင်နော်။ကိုမြဘော်သည်ရွာမညီကိုမောင်နှမများကဘိုးဘွားပိုင်လဲမြေကိစ္စအမွေခွဲရန်ပြောလာသည်ဖြင့်ရွာသို့ပြန်လာခဲ့သည် ရွာတော့မရောက်မီအဝေးကပင်ရွှေရောင်တဝင်းဝင်းစေဒီနှင့်ဖုန်ကြီးချောင်းကိုထင်ထင်ရှားရှားတွေ့ရသည်မှာရင်ထဲ၌ပီတိဖြာသွားမိ၏။ကိုမြအမွေရရင်ဖုန်ကြီးချောင်းမှာစွန့်ကပ်လူမယ်။အဲ့ခါကျရင်ကျုပ်ကိုလှမ်းခေါ်လိုက်နော်။ဟူသောမိမဖြစ်သူဤအမှားစကားကိုပြန်လဲကြားရောင်မိ၏။ရွာမပြန်သာနှစ်20လောက်ရှိပြီ။ဆိုင်ကယ်ဖြင့်လာကြသော တူတော်မောင်ကို အထုပ်ပိုးများထည့်ပေးပြီးလမ်းလျှောက်ခါလိုက်လာခဲ့၏ ရွာဤလမ်းမှာလမ်းဤအလဲတွင်ဆိုင်ကယ်သွားလို့ရအောင် ကွန်ကရစ်ခင်းထား၏မြမမှုအမှုပညာလက်ရာဖြင့်တိဆောက်ထားသည်ရုပ်ဆောင်ကျောင်းတရံဖြစ်နေသော ဖုံးကြီးကျောင်းသည်ယခုအခါတိုက်ခံတွေ့တဲ့ကြီးမားစွာ နေရထိုင်ရအဆင်ပြေပြေသတင်းသုံးနိုင်အောင်ပြန်လည်တိဆောက်ထားတာကိုတွေ့ရ၏ဖုံးကြီးကျောင်းဝင်းတွင်ဘောရီညောင်မင်းကြီးမှနှစ်ကာလကြာသောကြောင့်အိုမင်းတို့လိုတွေ့မြင်ရ၏ ရွာတော့မရောက်ဖြစ်တော့ကိုများပေါ်တရားရွာရှုခင်ကိုမြင်တွေ့ရသည်မှာအစ်စ်အဆန်းလိုဖြစ်နေသည်ရွာဤအိမ်များမှာနှစ်တော်ကြာပြောင်းလဲသိမ့်ရှိရိုးရမပြတ်ဆောက်လုပ်ထားသောအသွင်ပြင်သာရှိ၏ရွာဤအလဲစာတင်ကျောင်းလေးကို တွေ့ရပြန်၏ကဘာကြီးရဲ့အနာဂတ်ကိုဖန်တီးနေစာတင်ကျောင်းလေးမှာစည်ရွှဲပါလျက်ရှိသည်ကိုတွေ့ရ၏ ဟိုဒီကြည့်ရင်အိမ်ဝိုင်းတစ်ခုရှေ့ရောက်တော့အခါအိမ်ဝိုင်းအတွင်းသို့လှမ်းကြည့်မိလိုက်၏အိမ်ကလူမနေတော့သောကြောင့်ဟောင်းနှွမ်းပြည့်စည်နေတာကိုတွေ့ရ၏ညဘက်ရောက်သောအခါဆွေမျိုးတစ်တိုင်းလဲမြေခွဲကြသောအခါအငင်းပွားခွဲမရှိတာရူညီမြခွဲဝေအပြီး သူ့အကြောင်းကိုအကြောင်းစကားနိုင်မိကြသည်ခဏအကြာတွင် ကိုမြဘော်ကသူ့နှမကိုညကြီး ငါတို့ရွာကဟိုကလေးမဘယ်သူ ရုပ်ဆိုးမလေသူ့နာမည်ဘယ်သူရုပ်ဆိုးမတင်မေလေကိုကြီးရဲ့အခုအရာရှိကြီးဖြစ်နေပြီဂௌတနာကြီးနေပြီလေဟေးဘယ်ဌာနမှာလဲအိုးအိမ်မှာတဲ့ကိုကြီးရေနေပေါင်းကိုကြီးကဘာလို့ရုပ်ဆိုးမအကြောင်းမေးနေရတာလဲအော်အမှတ်တမဲ့ညီကိုကြည့်ပြီးတတိယသွားလို့ဟေး ကိုမြပေါ်မှာအံ့ဩခြင်းဖြစ်သွားကစကားကိုထိန်ချန်ရင်နှုတ်ဆက်လိုက်တော့ဤရုပ်ဆိုးမကစားတော့ပါတယ်ကိုကြီးရဲ့နှမတို့ဆို၁၀န်းထီတောင်မရောက်ဘူးသူတယောက်တည်းအောင်မြင်သွားတာအခုအရာရှိဖြစ်သွားလို့ဘဝင်းလေးဟက်သွားတာရွာကလူတွေတောင်အေးမလို့တော့ဘူးဒါလည်းဟုတ်တယ်လို့ပြောရမည်။ရွာတွင်ပညာရေးကဦးစားပေးခြင်းမခံရသည်မှာယနေ့ထိတိုင်ဖြစ်သည်။ ကလေးတွေရေးတဲ့ဖက်တက်ပါကပြည့်ပြည့်စုံသည်ဟုထင်မြင်နေကြ၏တိမေဘာကြောင့်သူ့ကို မနှုတ်ဆက်တာလဲဆိုတာကိုမြပေါ်စဉ်းစားနေမိ၏နှမမှာအိမ်ပေါ်တက်သွားသောအခါရွာကျောင်း၌ဈေးရောက်ခဲ့သည့်အမဝမ်းဝဲဖြစ်သူကိုမေးမိ၏မောင်မြရေအဲ့ဒီကောင်မလေးကရွာမှာကလေးကအပေါင်းအသင်းကဆလို့နောက်လို့ဆိုပြီးသူ့ဘာသူတယောက်ထဲနေတာ ရွာကျောင်းကအလဲလန်းအောင်ခဲ့ပြီးမြို့ကကျောင်းသွားတက်တယ်လေ။အဲ့ဒီအချိန်အထိအပေါင်းသေးမထားဘူး။ဆယ်တန်းကိုတရွာလုံးမှာသူတယောက်ပဲအောင်တာလေ။သူ့အဖေနဲ့မြို့လိုက်သွားပြီးတက်ကတူတက်ကလေးကမတွေ့ရတော့တာပဲ။အိမ်အောင်လေးပါတွေကြပြီလား။အမလေးကိုကြီးရဲ့ရုပ်ဆိုးမကတထင်းနေရသွားတာလေ။နှမလေးသည်ပျော့ပျော့ဆူဆူအိမ်ပေါ်မှပြန်ဆင်းလာ၏။အေးပေါ်တန်ရတန်ရပေါ့။ ဒါနဲ့ရွာကအပေါင်းအသင်းတွေလည်းမတွေ့ရတာဘယ်တွေရောက်သွားကြပြီလဲဘဲမှမသွားကြပါတော့ရှိပါကိုကြီးရေရွာကလူတွေကလည်းတယောက်နဲ့တယောက်ကိုထက်တာသွားရင် မနာလိုဝန်ထိုတဲ့လူတွေများတယ်ကကိုကြီးမမ်းမာနေတာပဲကောင်းတယ်အိမ်မော်ကပြန်ဆင်းလာတော့နှမလေးကြီးပြောစကားတွေကြောင့်အတိတ်ကိုပြန်စင်စားမိ၏ တင်မေမှာနှမလေးနှင့်တက်တူရဲရူပင်ဖြစ်၍ငယ်စဉ်ကတည်းကပင် ရုပ်ဆိုးသဖြင့်ရွာရှိကလေးတွေက ရုပ်ဆိုးမလို့ခေါ်ခဲ့သည်ရုပ်ဆိုးမလို့ခေါ်ရင်တင်မေကမကြိုက်ကိုမြဘော်တို့ရွာတွင် ကလေးသဘာဝဖြစ်သောစားနောက်ချင်းကို ကလေးများကလက်ခံကြသည်သို့သောတင်မေမှာလက်မခံကလေးများကစားကြသည်ပြေလောခုံပေါက်ဆော့ကစားခြင်းတွင်တင်မေမှာမပါဝင်ချေ ဘာလို့မပါဝင်ရတာလဲဆိုတော့အတူဆော့ကစားပါက မေထုကော်ဖြော်ပြောခဲ့ရင် ရုပ်ဆိုးမှာဆိုတော့အမီနံမသုံးဆွဲခြင်းကြောင့်ပင်တင်မေမှာဝင်ရောက်ပါဝင် မကစားတော့ပင်အတန်းကြီးလာတော့အခါတင်မေမှာရွာကလူတွေနဲ့အနေထိုင်ကင်းရှင်းစွာနေခဲ့သည် မေထုခေါ်ပြောအဆင့်သာနေခဲ့သလိုဖြစ်သည်ဟုကိုမြဘော်သိရှိခဲ့သည်ကိုမြဘော်မှာမန္တလေးကိုပြောင်းရွှေ့ခဲ့သည့်နောက်ပိုင်းတွင် ရွာကတရင်ကိုမကြားသိရမနစ်ကအေးအေးရောင်းဝယ်ကိစ္စနိုင်အိုးအိမ်ထန်းတင်သွားရောက်စစ်ဆေးကြည့်တော့အခါအရာရှိဤမျက်နာသည်ရွာကရုပ်ဆိုးမနဲ့တူနေသည်အရာရှိမသည်တစ်ချက်တစ်ချက်သူ့ကိုကြည့်၏နှုတ်ဆက်မြည်ဟုဟန်ပြင်းတော့အရာရှိမမှာမျက်နာလွဲကမျက်နှာခတ်တီတီဖြင့်နေတော့ကြောင့်ကိုမြဘော်နှုတ်မဆက်ဝင်ပဲနေခဲ့ရသည် ကိုမြဘောဒီသူတို့ရွာကလူတယောက်အရာရှိဖြစ်တာကိုဂုံယူမိ၏သူကမနှုတ်ဆက်မခေါ်ချင်တာကိုဘာကြောင့်လဲဆိုရာရွာရောက်မှမေးကြည့်တော့အခါအဖြစ်မှန်ကိုသိရ၏ရွာကလူတွေလည်းအချင်းချင်းမတည့်တာများသည်ဟုနှမပြောတာ ကြားရောက်ကြားရောက်မိပြန်၏ကိုမြဘော်ဤအတွေ့အကြုံတွင်တိမေဝင်လာပြန်၏တိမေဆိုသောကလေးမသည် ငဲစဉ်အခါကရွာကလူများ၏ ရုပ်ဆိုးမှာဆိုတော့ကြည်စားချက်ကို나ကြည့်ခဲ့တာလား။စာရွေကြီးပဲဇက်တိုက်လေးလာလို့ပညာရက်ဖြစ်သွားသဖြင့်ရွာမဆယ်တန်းမအောင်သောလူညားကိုမခေါ်မပြောချင်လို့လား။အရာရှိဖြစ်သွားလို့လား။ဒါမှမဟုတ်တထေးဖြစ်သွားလို့လား။ဘာကြောင့်လဲ။ကျွာကလူတွေမနာလိုခြင်းဝန်တိုခြင်းဘာကြောင့်ဖြစ်နေတာလဲဆိုတာစဉ်းစားမိပြန်၏စဉ်းစားရင်နောက်ဆုံးတွင် သူတို့ကြေးရွာအတွက်လိုအပ်ချက်ကို ရေးရဲမြင်လာခဲ့၏။ပညာတစ်ခုတည်းတက်လို့လည်းမဖြစ်။ကိုချင်းစာနာစိတ်ရှိအောင်ငယ်စဉ်ကတည်းကအသိနာလဲရမည်။မနှက်ဖြန်ကြရင်ကြေးရွာဖွံ့ဖြိုးရေးအတွက် ရွာကလူတွေနဲ့တိုင်ပင်ရမည်။ကျေးရွာတွင် စာကြီးတိုင်မရှိသဖြင့်စာကြီးတိုင်တည်ထောင်ပေးမည်ကျေးရွာအတွက်သူတရာသားတို့ကိုမျှဝေတော့မည် အနာဂတ်လာဖို့အတွက် စာတင်ကြောင်းဆရာဆရာမတို့နဲ့တကွာကျောင်းသူကျောင်းသားများအတွက်လိုအပ်တာများအလူတစ်ခုပြုလုပ်ပေးမည်ဟု ဆုံးဖြတ်ချက်ချခဲ့တော်သည်။စာရေးသူရဲ့ဝိထုလေးကဒီမှာပြည့်စုံပါပြီရှင်။နောက်ထပ်ဘဝတရုပ်ဖော်ဇလန်းလေးတွေနားဆင်ဖို့ channel လေးကို subscribe လုပ်ပြီး ။노디ဘဲလေးကိုနှိပ်ခဲ့ကြပါအောင်နော်။တောတာရှင်အပေါင်းကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေလို့ဆုတောင်းရင်းနှုတ်ဆက်လိုက်ပါရစေရှင်။ယေရှုတင်ပါတယ်ရှင်။